အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့စနေသားမီးတွေအတွက်အထက်ဆောင်ပန်းတွေကောင်းတဲ့ဂျိုတွေကိုဘလို့အသုံးချရမလဲဆိုတာလေးပြောဝေချင်တာဖြစ်တယ်အဲ့တော့စနေဆိုတဲ့ဂျိုတလုံးကိုကျွန်တော်တို့ကအရင်ကြည့်အောင်လူပုတ်ကိုဆိုတာခဏပယ်တာစနေဆိုတဲ့ဂျိုကဘလို့ဟာမျိုးလဲပေါ့စနေဂျိုဆိုတာကျွန်တော်တို့ကဘာဂျိုနဲ့ဝေးလံတဲ့နေရာမှာရှိတယ်ဒါကြောင့်ပဲကျွန်တော်တို့ကစနေဂျိုကိုကောက်ယူတဲ့ခါကျရင်ကျွန်တော်တို့ကဒီဇိန်းတရံလို့ကောက်ယူလေးရှိကြတယ်နော်စနေဆိုတာဒီဇိန်းတရံပြီးစနေဆိုတာရက်ဝေးနေကြနိုင်ငံသား အော်စနေဆိုတာအထီးကျန်ဆန်တယ်တယောက်တည်းနေတယ်တကိုယ်လေးနေတယ်အဲဒီသဘောမျိုးကိုကျွန်တော်တို့ကရည်ညွှန်းတာဖြစ်တယ်ဒါကစနေသားသမီးတွေကတကယ်စနေသားသမီးစစ်စစ်မွေးတဲ့အချိန်ကလည်းစနေဂျုံနဲ့ပတ်သက်ပြီးဘယ်လိုပြောမလဲအားကောင်းတဲ့အချိန်ဖြစ်ခဲ့တယ်လို့ဆိုရင်စနေသားသမီးကတော်ရုံမလို့အပ်ပဲစကားဝင်မပြောခက်ဆိုင်ဆိုင်ခက်ပြင်းပြင်းနေတယ်တတ်နိုင်တလို့ကျွန်တော်တို့အလောကုတ်လောက်တာမျိုးနည်းနည်းရှားရတယ်ပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးကိုတွားပါတယ် အဲ့တော့ကြည့်လိုက်တဲ့ဒီဇိုင်းဆန်တာမျိုးအပြုံးရယ်မရှိတာမျိုးခက်ဆင်းဆင်းနေတာမျိုးဟိုလူတွေနှုတ်ဆက်လူစင်နှုတ်ဆက်ဟိုလူပြောမှလူပြောမှတိတ်လောက်တာမျိုးစနေကြောကမရှိဘူးစနေသားမီးမှလည်းစနေသားမီးစစ်စစ်တွေကအဲ့ဒီပုံစံမျိုးနည်းနည်းတွားရတယ်ပေါ့နော်ဒါကြောင့်ပဲစနေသားမီးတွေကိုတကယ်ထိန်းချုပ်ပေးနိုင်တဲ့ကြောကဗုဒ္ဓဖူးကြောဒါကြောင့်ပဲဗုဒ္ဓဖူးကနဝင်းမှာရောက်နေတယ်နော်အဲ့တော့ဗုဒ္ဓဘုနဝင်းရှိတာဗုဒ္ဓဘုကျိုထိန်ချုပ်ပေးတာဖြစ်တယ်အချို့ကအဲ့ဒါကိုသဘောပေါက်ပဲနဲ့စနေဆိုရင်မိဘစနေဆိုရင်ဗုဒ္ဓဘုနေမွေးမယ်တို့နော် မိဘဗုဒ္ဓဘုဆိုစနေမွေးမယ်တို့ဟာကိုကဗုဒ္ဓဘုဆိုစနေကိုယူမယ်တို့ကိုကစနေဆိုဗုဒ္ဓဘုယူမယ်အဲ့ဒီဟာတွေကအဲ့ဒီအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာမဟုတ်ဘူးနံပါတ်ဒီမှာလဲလို့ပဲဟာခလီကစနေမို့လို့ဗုဒ္ဓဘုနဲ့ပိတ်ပိတ်ပေးမယ်တို့ဗုဒ္ဓဘုသားမီးကိုစနေနဲ့ပိတ်ပေးမယ်တို့အဲ့လိုတွေရှောက်လုပ်တာတွေကလည်းမှားပါတယ်နော်ဒါကြုံလို့ပြောပြတာပါအဲ့ဒီအတွက်ရည်ရွယ်ထားတာမဟုတ်ဘူးဒါတွေကဒီလိုမျိုးစဉ်းစားဖို့တည်းရည်ရွယ်ထားတာဒါကြောင့်ပဲစနေသားမီးတွေကကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင်အရန်ကြီးဒဇိန်ဆန်တာတွေကိုပြည့်ရော့စေဖို့ဗုဒ္ဓဘုနဝင်းမှာရှိတယ်ဒါကြောင့်နဝင်းကိုဆောင်ဆိုတာရှိတယ် နဝင်းဆောင်မှုအတွက်ကျွန်တော်တို့ကနည်းနည်းလေးပေါင်းသင်းဆက်ဆိုင်ရင်းနဲ့ပဲနော်လူမှုဆက်ဆိုင်ရင်းနဲ့ပဲဒီနယ်ပယ်ကိုသူများတွေတည်းမတူပဲချဲ့ထွင်ပါလို့ပြောတာပင်စနေသားမီးတွေအောင်မြင်နေတယ်ဆိုရင်စကားပြောပါဗုဒ္ဓဖူးကစကားပြောခိုင်းတာနဝင်းမှာရှိတဲ့အတွက်စကားများများပြောမယ်နော်ပတ်ဝန်းကျင်နဲ့လက်အောင်ကြီးထွေနေမယ်မိစေအတိုင်းဝိုင်းမြောင်းအောင်နေမယ် နော်ဆက်ဆံရေးပြည်လဲအောင်ပြည်ပြအောင်နေမယ်ဗုဒ္ဓဘုရားလူမှုရေးကြိုဖြစ်တဲ့အတွက်လူမှုရေးတာရင်းနာရေးကိစ္စတွေမှာဝင်အောင်ဆောင်ရွက်မယ်အဲ့လိုမျိုးဆောင်ရွက်ပေးတဲ့ဗုဒ္ဓဘုရားသမီးတွေ sorry စနေသားမိတွေဖြစ်တယ်ဆိုရင်ဗုဒ္ဓဘုကျိုးရဲ့ဖေးမမှုကိုရပြီးတော့အဲ့လိုလူတွေကဘဝမှာပိုအောင်မြင်တယ်ဒါကြောင့်တင်ရစနေသားမိပြည်ဆိုဆိုလူမှုရေးကိစ္စတွေမှာဝင်ပါမယ်နော်တာရင်းနာရေးကိစ္စတွေမှာဝင်ပါမယ်လူမှုဆက်ဆံရေးအပိုင်းမှာအားကောင်းအောင်လုပ်မယ်စကားပြောမယ်အရင်နှုတ်ဆက်မနေဘဲနဲ့နေမယ်နော်အပြုံးရံမရှိတီတီမနေဘဲနဲ့အပြုံးရံ ရှိဖို့လိုတယ်ဒီအချက်လေးတွေကိုလိုက်နာနိုင်မယ်ဆိုရင်စနေသားမီဒီယာဘုံကမှာပို့ပြီးတော့ကန့်ကောက်မှုအဆင်ပြေမှုတိုးတက်မှုတွေကိုရနိုင်တယ်လို့ပြောတာနော်ဒါကတော့လိုက်နာအမယ်အချက်ကိုပြောတာနဝင်းဖြစ်တဲ့အတွက်ဒုတိယအနေနဲ့စီးပွားပေါ့စီးပွားရေးနဲ့ပတ်သက်တော့စနေသားမီဒီယာစီးပွားရေးနဲ့ပတ်သက်ရင်တင်းတင်းကုန်နေကြိုပိုင်တယ်အညွန့်ကြိုအညွန့်ကြိုကတင်းတင်းကုန်နေတင်းတင်းကုန်နေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကတင်းတင်းကုန်နေလုပ်ငန်းဆိုတာအဲ့အစိုးရနဲ့ဆက်ဆက်တဲ့လုပ်ငန်းဥပဒေနဲ့ပတ်သက်တဲ့လုပ်ငန်းလို့ပြောတာ ဒါစနေသားမီဒီယာဘောမှာအစိုးရဝန်ထမ်းလှုပ်လို့ရတယ်တင်းနှင်းကုန်နေဖြစ်တဲ့အတွက်နော်အဲ့တော့ဝန်ထမ်းလှုပ်တယ်ဆိုရင်တော့ကိုယ်လာစားနဲ့ kait လားမ kait လားကိုယ်နဲ့အဆင်ပြေလားမပြေလားတော့ကြည့်ရဖို့လိုတာပေါ့နော်အဲ့တော့လာစားကစပြီးပေးရတဲ့ဘလောက်ဘလောက်ရတယ်ဆိုတာသိနေကြတာပဲနော်ဘယ်နိုင်ငံရဲ့လာစားဘလောက်ရှိတယ်ဒီနိုင်ငံမှာဒီဟာလွန်ရင်လာစားဘလောက်ရတယ်ဆိုတာသိရဲ့ဒီလာစားနဲ့လောက်ကြီးမလောက်ကြီးဆိုတာလည်းသိနေတာပဲနော်အဲ့ဒါမှမဟုတ်ဘဲနဲ့လာစားမလောက်လို့ပါဖို့ဆိုပြီးတော့အကြောင်းပြချက်ပေးတာတကယ်တော့ရည်စရာကောင်းတယ်ဒါကြောင့်ကိုက ဝင်နှန်းလကစားအကျိုးပေးတယ်ဆိုတာသိတာပါဒါကြောင့်ကျွန်တော်တို့ကလစာများများရတဲ့ဝင်နှန်းလုံးမှာပေါ့ဒါကြောင့်နိုင်ငံခြားမှာသွားပြီးတော့ဝင်နှန်းလုံးမှာလားအဲလစာများနိုင်တဲ့ကုမ္ပဏီဝန်ထမ်းလုံးပါလားအစိုးရဝန်ထမ်းဆိုလေတကယ်ကိုပြန်ပြီးတော့ကိုယ့်အတွက် တက်လန်းရှိတယ်အပြင်မှာပြန်ပြီးတော့အသက်မွေးလို့ရနိုင်တဲ့အလုပ်မျိုးတွေကိုစဉ်းစားပြီးတော့ဝန်ထမ်းလုံးပါလားဒါကိုတစ်ချက်ကျွန်တော်တို့ချိန်ဆဖို့လိုတာပေါ့ဗျာအဲဒါဆိုကိုယ့်အတွက် ပြန်ပြီးတော့ apply လုပ်လို့ရတဲ့ဟာမျိုးတွေကိုဝန်ထမ်းအနေနဲ့လုပ်တဲ့ပြီးလည်းပြီးတော့ကျွန်တော်တို့တင်းငွေတွေကျွာဘာကိုပြောတာဥပဒေကိုပြောတာအဲ့တော့စနေသားမီးတွေတော်တော်များများကဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်နားလည်အောင်ပြောရရင်ပြမကောင်းတဲ့အတက်မွေးမှုတွေလုံးဝမလုံးနဲ့လို့ပြောတာနော်ဥပဒေနဲ့မလုတ်ခင်တဲ့စီးပွားရေးတွေနော်အဲ့တော့အများကဒီဟာဒီဟာမလုတ်တင်ဘူးဆိုပြီးတော့ဆုံးဖြတ်ထားတယ်ဥပဒေနဲ့မလွတ်တာတော့မဟုတ်ဘူး အဲဒီလိုမျိုးတွေကိုကျွန်တော်ကမလုပ်စေချင်ဘူး။ဒါဆိုစနေသားသမီးတွေကအတိုးရင်းဝါပေးစားတာမျိုးတွေနှလုံးသုံးလုံးရောင်းတာမျိုးတွေဘောလုံးဝဲတိုင်းကန်တာတွေကြက်တိုက်ဖဲရိုက်လှုပ်တာမျိုးတွေဥပဒေနဲ့မလွတ်တဲ့ကိစ္စတွေလှုပ်တာမျိုးတွေနော်အဲ့လိုဟာမျိုးတွေကအများကြီးပါဥပဒေနဲ့မလွတ်အဲ့ဒါတွေကိုကျွန်တော်တို့ကရှောင်စေချင်တယ်နော် license မရှိဘဲနဲ့ဟိုဟာဖြစ်တာမျိုးတွေဒီလိုမျိုးတွေကိုကျွန်တော်တို့ကရှောင်ပါလို့ပြောတယ်တော့ဥပဒေကိုလေးစားလိုက်နာတဲ့လူဖြစ်ရင်စနေသားမီဒီယာပူအောင်မြင်တယ်အဲ့တော့မဟုတ်တာလုံးနေတာမျိုးဆိုရင်တော့နှစ်ခုပြန်ထိတယ်တစ်ချိန်ချိန်မှာဥပဒေရဲ့ ကျွန်တော်တို့အပြစ်ပေးခြင်းခံရသလိုကျွန်တော်တို့ဓမ္မဥပဒေဆိုတဲ့တရားရဲ့နော်ကကြမလှဲပင်းရဲ့ပြန်ပြီးတော့တလက်ပြန်ခံရတဲ့အချိန်မှာကိုမဟုတ်တာလုပ်ခဲ့တာတွေကပြန်ဒုက္ခရောက်တယ်။စနေသားမိတွေဆိုကျွန်တော်မဟုတ်တာမလုပ်ပါနဲ့လို့ပဲပြောလို့ရှိပါတယ်။နောက်ပြီးတင်းနေကုန်နေကြောကောင်းကင်မှာရှိတဲ့ကျွန်တော်နေမင်းဖြစ်တယ်။ကောင်းကင်မှာရှိတဲ့ကျွန်တော်တို့နေရဘာတာဝန်ယူလဲဆိုဒီဆက်ကြဝလာရဲ့တခုကိုသူကတာဝန်ယူတာလား။ဘာလို့ဒီဂျူတွေကဒီနေကိုပတ်နေရလဲ။ ဒါကြောင့်ပဲစနေသားမီဒီယာတကယ်စနေကြိုလဲဖွာစားတာမှာအားကောင်းတယ်ဆိုရင်တာဝန်ယုံမှုတာဝန်ခံမှုရှိတယ်မျက်စိတည်းမြောက်ပြောရင်တာဝန်ကြည်တဲ့နေရာမှာသူများတွေတဲတော်တယ်ဒါကြောင့်စနေသားမီတကယ်ဇာတာကောင်းတယ်ဟိုနာမည်ပေးမှန်တယ်လို့ဆိုစနေသားမီကိုဒိန်းဆိုဒီတာဝန်တစ်ခုပေးလိုက်တာဝန်ကြည်အောင်သူကလှုပ်တတ်တယ်အစင်ပြောင်ကြည်လို့လိုက်ဆိုတော့သူမလှုပ်တတ်ဘူးဒါပေမဲ့တာဝန်ကြည်တယ်သူ့ကိုခိုင်းတာတစ်ခုတစ်ခုဒါဒါဒါတွေငါဒီနေ့ပြီးကျင်တယ်ပြီးတယ် အဲ့တော့စနေသားသမီးတော်တော်များများသူများဇာတာမှာလည်းအစားဝတ်သူတို့ဇာတာမှာလည်းကောင်းခဲ့သည်ရှိတော့တကယ်ကိုလုပ်ငန်းထဲမှာ CEO level တွေ manager ချုပ်ကြီးတွေအကြီးအမှုကြီးတွေနော်အစိုးရဝန်ထမ်းမှာဆိုလည်းညွှန်မှုကြီးတွေညွှန်ချုပ်ကြီးတွေအဲ့လောက်ထိကိုသွားဖြစ်နိုင်တယ်။နော်ဖွားဇာတာလည်းကောင်းတယ်နာမည်လည်းကောင်းတာနဲ့တိုက်ဆိုင်အဲ့လောက်ထိကိုသွားစနေကတာဝန်ကြီးတဲ့နေရာမှာသူများနဲ့မတူနေ့ခုနှစ်နေ့မှာစနေကတာဝန်အကြီးဆုံးလို့ပြောတယ်။ကိုယ်အစိုးရလုပ်မယ်လို့ဆိုဆိုရင်တော့ကျွန်တော်တို့ကစနေသားမီးတွေတင်းနေခုနေကြွာအသက်တက်ကိုပေးတယ် အဲ့တော့ကျွန်တော်အမြဲပြောတယ်ကျွန်တော်ဒီဘေးရင်လာမေးတယ်အိမ်မှာလာမေးတဲ့လူဆိုတော့ကျွန်တော်ရှင်းပြပါတယ်အသက်တက်ဆိုတာဘာကိုပြောတာလဲဆိုတော့အသက်တက်ဆိုတာစေးနဲ့အစားအသောက်ပါနော်ဒါကြောင့်ပဲစေးဝါးနဲ့ပတ်သက်တဲ့ကိစ္စလူအသက်ငယ်တဲ့ဆရာဝန်အလုပ်တို့သူနာပြုအလုပ်တို့စေးရောက်နာတို့နော်အဲစေးရောက်နာတို့အချို့ကအင်္ဂါဂျူလို့ထင်တဲ့လူကထင်သေးတယ်မဟုတ်ဘူးလူအသက်ကိုကယ်တဲ့စေးဝါးဒီအားလုံးကတင်းနှင်းကုန်နေပိုင်တယ်ဒါကြောင့်ပဲအဲ့လိုအလုပ်ငန်းနေတဲ့အဆင်ပြေသလိုသူကနောက်ထပ်လူအများလုံးနဲ့အသုံးတည့်တယ်လို့ပါလဲဆိုတော့စားတော့ကုန်ပါနော်အဲစားတော့ကုန်ဆိုအင်္ဂါလို့ထင်တဲ့လူကလည်းထင်ပြန်အောင် ဆန်ဆိုရင်အင်ကစီဆိုရင်အင်ကဟာဒုက္ခပဲအဲ့ဒါအဲ့ဒါတွေကအကုန်လွဲနေတာမဟုတ်ဘူးနော်လူပစက်တဲထဲ့ပြီးစားလို့ရတဲ့ဟာတွေဟိုမုံရင်ကအုံနှုတ်ခောက်ဆွဲနော်မနက်ခင်းစားနေတဲ့ထမင်းကြောထမင်းဆိုင်အဲခောက်ဆွဲကြောနော်တောက်တောက်ကြောအစိမ့်ကြောအများဟော့ပေါ့နော်အချာအချာစားလို့ရတဲ့ဂျီယိုဒါအစားတော့အဲ့ဒီအစားအသောက်စားနေလူကအဟာရဖြစ်တယ်ကျမ်းမာရင်းနဲ့ညီညွတ်တယ်ကျမ်းမာရင်းကအဲ့တော့အစားအသောက်တော်တော်များများတင်းနှင်းကုန်ပြီးပိုင်တယ် ဒါကြောင့်စားတောက်ကုန်လုပ်ငန်းအနေနဲ့အောင်မြင်နေကြတဲ့လူတွေဟာတနင်္ဂနွေကျိုးအားကောင်းကြတဲ့လူတွေဖြစ်တယ်။နော်။ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်။ဘလူးစီဝိုင်းမျိုးကကိုယ့်အတွက်အန်ဂိုက်ဖြစ်တယ်။အဝင်ခွင့်ကြဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်သိလိမ့်မယ်။အဲ့တော့စနေသားပြီဒီမှာကျွန်တော်တို့ကကောင်းတဲ့ဂျိုက3ခုရှိတာအဲ့တော့ဂျာတာပရီဂျိုနော်ဂျာတာပရီဂျိုကအချစ်ရေးစံအိမ်အောင်ရေးကိုကိုစားပြုလို့တင်းတင်းကိုနေဂျိုကစီဝါရေးကိုကိုစားပြုတယ်ဗုဒ္ဓဘူးဂျိုက ထိန်းကုတ်ဖို့အတွက်ကိုစားပြုတယ်။ဒါကြောင့်အချစ်ရေးကြိုဟာကြာသာပရိကြိုဖြစ်တဲ့အတွက်ကျွန်တော်တို့သိထားရမှာကစနေသားမီးတွေကယူတဲ့အိမ်တော်ဘက်တွေကအမျိုးများတာမျိုးတွေဟာ၁၀ရောက်မှ9ရောက်လောက်ကြုံရတတ်တယ်။အဲ့တော့ကိုယူမဲ့မိန်းမကိုစနေသားစနေသမီးတွေကကြည့်ရတယ်။ညီကောင်မတို့ကတိတ်များလားအမျိုးများလားအမျိုးချစ်တဲ့လူလားအဲ့ဒါမျိုးတစ်ချက်ကြည့်ရတယ်။အဲ့ဒါမျိုးကြည့်ပြီးဟာမယူသိဘူးဆိုရင်မယူနဲ့ အရွှေမျိုးတွေရဲ့မိန်းမဘက်ကဒါမှမဟုတ်ယောက်ျားဘက်ကရွှေမျိုးတွေရဲ့ဒုက္ခပေးခြင်းကိုအလွန်ခံရတဲ့လူလို့ကျွန်တော်တို့တွေ့ရအဲ့ဒါသတိထားဖို့လိုတယ်။အဲ့တော့စနေသားမိတွေကဟုတ်တော်စီမဟုတ်တယ်စီနည်းနည်းခက်ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့လူတွေနည်းနည်းစမတ်ကြကြပြောတတ်တဲ့လူမျိုးတွေဟိတ်ကြီးဟန်ညင်နေတတ်တဲ့လူတွေအဲစတိုင်နဲ့နေတတ်တဲ့လူတွေကိုမသိစိတ်ကအထင်ကြီးလေးရှိတယ်။အဲ့တော့စနေသားမိတွေကကိုကချစ်တယ်ဆိုရင်ကိုကနည်းနည်းဟိတ်ဟန်ထုတ်တတ်ဖို့တော့လိုလိမ့်မယ်။နော် စကကြီးစကကြီးပြောတာတော့မဟုတ်ဘူးနည်းနည်းကြီးကြီးမားမားလေးတွေပြောဖို့အရန်သေးနှုတ်တာတွေပြောရင်စနေသားမီဒီယာမျက်စိမကြောက်။ဒါစနေသားမီဒီယာတကယ်ကိုဒိဋ္ဌိကျဲတွေကိုသွားကြိုက်မိတာမျိုးတွေလည်းဘဝမှာကြုံရတတ်လို့အကြီးကြီးကြီးပြောတဲ့လူတွေနဲ့လည်းစနေသားမီဒီယာအန်ကားတယ်။နော်တခုပဲရွှေမျိုးအတိုင်းဝိုင်းနေများတာမျိုးတော့စနေသားမီဒီယာရွှေမျိုးတွေရဲ့ဒုက္ခပေးခြင်းတွေအလွန်ခံရတတ်တာဖြစ်တဲ့ရွှေမျိုးအတိုင်းဝိုင်းနေတဲ့လူအမျိုးချစ်တဲ့လူတွေကိုသွားမယူမိစေနဲ့အဲဒါဆိုတော့တသက်လုံးဒုက္ခရောက်ပြီဟာအမေချစ်တဲ့ နောက်တူတူမှချစ်တယ်အညီကိုမောင်မှရှိတယ်ရှိတဲ့ပတ်စံအဲ့ဒီသူ့အမျိုးလေးစီရောက်အိမ်အောင်ကြွားလာကြွားအဲ့လိုတွေဖြစ်တတ်တယ်ဒါတွေကိုသတိထားဖို့လိုတဲ့တဲမှာပါပါတယ်အဲ့တော့တခုတော့သတိထားရမယ်စနေသားမီဒီယာလက်ဖွာတဲ့လူမျိုးကိုလုံးဝလုံးဝအိမ်အောင်ဘက်ဖြစ်မရွေးမိစေနဲ့ကိုကနေကြီးကြီးရဲ့သွားယူမိတဲ့အတန်းသွားကြီးကြီးရဲ့တုံးတဲ့လူနဲ့သွားပြောရတယ်လက်ဖွာတဲ့အတုံးဆွဲမတက်ကိုငွေကြေးစီမံခွန့်ခွဲမှုအားနေတဲ့လူမျိုးအိမ်အောင်ပြုတ်မိပြီးစနေသားမီဒီယာကုံယုံရှာသလောက်အဖက်မတင်တာဖြစ်တတ်တယ်နော်ဒီလောက်ဆိုရင်ကျွန်တော်သဘောပေါက်မယ်ထင်ပါတယ် စနေသားသမီးတွေအားလုံးကံကောင်းပြီးအဆင်ပြေမှုတွေရကြပါစေအရင်တိုင်းမတူဘဲနဲ့ကြောင့်ပုံစံလေးပြောင်းပြီးပြောတာဒါသိထားမိပါလိမ့်မယ်နော်အားလုံးပဲကွန်နိုက်ပါညဘက်ရောက်နေပြီမို့လို့ပါနော်